မင်္ဂလာပါရှစ်ပီယူဒီမှကြိုဆိုပါရစေ။ဒီနေရာမှာ peptide ၅မျိုးပါတဲ့ serum တပူးကတင်းရဲ့အသားရည်ကိုဘလို့ကူညီနိုင်လဲဆိုတာအတိုးချုံးပြီးရှင်းရှင်းလင်းလင်းပြောပြချင်ပါတယ်။ပထမအချက်အနေနဲ့ peptide ရဲ့အမျိုးမျိုးဟာတင်းရဲ့ခန္ဓာကိုယ်မှာရှိတဲ့ collagen ထုတ်လုပ်မှုကို အားကောင်းစေပြီးထိရောက်စွာကူညီပေးပါတယ်။ဒုတိယအချက်အနေနဲ့ collagen တွေ ပုံမှန်များပြားလာတာနဲ့အမျှ တင်းရဲ့အသားရေဟာတင်းရင်းလာပြီးပိုပြီးတော့လဲထူထဲလာပါလိမ့်မယ်။တတိယအချက်အနေနဲ့ဖက်တာတချို့ဟာမျက်နှာပေါ်မှာပေါ်နေတဲ့အရေးချောင်းတွေကိုညင်ညင်သာသာရောပါသက်သာစေတဲ့အပြင်တင်းရဲ့အသားရေကိုလည်းညင်ညာပြီးချောမှုစေပါတယ်။စတုဒ္ဓအချက်အနေနဲ့နိနဘီပတိုက်လိုမျိုးအသားရည်ရဲ့အတွင်းပိုင်းအထိ စိတ်ဝင်နိုင်ပြီးအာဟာရဓာတ်ကိုပိုပြီးရောက်ရှိစေတဲ့ဖက်တေးတွေလည်းပါဝင်တဲ့အတွက်ပိုပြီးထိရောက်မှုရှိနိုင်ပါတယ် ပစ္စမအချက်အနေနဲ့ဖက်တိုက်တချို့ဟာအရေပြားရဲ့အားနည်းနေတဲ့နေရာတွေကို ပြုပြင်ပေးုံသာမကအားကောင်းလာစေဖို့အတွက်လိုအပ်တဲ့ဟာရတွေကိုလည်းဖြည့်ဆည်းပေးပါတယ်။နောက်ထပ်အကျိုးကျေးဇူးအနေနဲ့ဒီဆိုရမှာပါဝင်တဲ့ moisturizer ဖြည့်တင်းတဲ့ပစ္စည်းတွေကြောင့်သင်ရဲ့အသားရည်ကိုအချိန်တော်ကြာဆိုးဆွနေစေနိုင်ပါတယ်။သုံးပြုပုံကလည်းအရန်လွယ်ကူပါတဲ့နေတိုင်းမနက်နေ့ညမှာတန့်စင်ပြီးတဲ့မျက်နာနဲ့လေပင်ပေါ်ကို ဒရော့လေးအနေငယ်ယူပြီးညင်ညင်သာသာလိမ့်ပေးုံပါပဲ။ဒါကြောင့်နှစ်ပေါင်းများစွာတင်းရဲ့အသားရည်ကိုကောင်းမွန်စွာထိန်းသိမ်းဖို့အတွက်ဖတ်ကြတဲ့ငါးမျိုးပါတယ်ဆိုတော့တကူဟာအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်မှာသိကြပါဗျ။ကျေးဇူးတင်ပါတယ်။